အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဂျပန်နိုင်ငံကစားတောက်ကုန်အစားအစာတွေကို short ဈေးနဲ့ရောင်းချပေးတဲ့အကြောင်းအရာကိုပြောပြပေးသွားမယ်ဂျပန်နိုင်ငံကစူပါမတ်ကတ်တော်တော်များများကဗျာစိုင်ပိတ်ခံနေပြီဆိုရင်ထမင်းဘူးဟင်းဘူးတွေကို discount နဲ့ short ပြီးရောင်းချလိမ့်ရှိရဗျာသူတို့ကုန်တိုက်တွေရဲ့ short ဈေးပုံစံကဗျာဥမာ9နာရီပိတ်တယ်ဆိုပါတော့ ည9နာရီဆိုရင် ရောင်စီးလျှော့စီးရတစည်းည10နာရီဆိုတစည်းည9နာရီပိတ်ခန့်နေပြီဆိုရင်လျှော့စီးရတစည်းဗျာအဲ့လိုလျှော့ပြီးရောင်းလို့ရှိရယ်ကုန်းတိုင်းပိတ်ခန့်နေအချိန်ကိုစောင့်ပြီးဝယ်နေရတဲ့လူလဲတီးတန့်ကိုရှိဗျာလက်ပိုတွက်တဲ့လူကတော့ပိုရတာပေါ့ဗျာ အကုန်ရောင်းရလားဆိုတော့အဲ့လိုလည်းမဟုတ်ပြတော်တော်များများကြံတဲ့ပစ္စည်းတွေလည်းရှိတယ်အဲ့လိုပစ္စည်းတွေကြောကျွန်တော်တို့လည်းအလကားမရသလိုဝန်ထမ်းတွေလည်းယူလို့မရဘူးဗျာအခုမြင်နေရတဲ့အစားအသောက်တွေအားလုံးကနောက်နာရီဝတ်ဆိုရင်စိုင်ပိတ်တော့မယ်ရောင်းမကုန်ဘူးဆိုရင်အကုန်လုံးကိုအမိုက်အနေနဲ့လွှင့်ပြတော့မှာဒါစူပါမတ်ကတ်တနီယာထဲမှာတည်းအများကြီးအလီလွန်းဖြစ်တယ်နော်ဂျပန်တနင်္ဂနွေလုံးဆိုရင်စူပါမတ်ကတ်ပေါင်းက2000 3000အထက်မှာရှိရဗျာအဲ့ဒါဆိုရင်ဘယ်လောက်ထိအလီလွန်းဖြစ်လိုက်မလဲစဉ်းစားတာကြည့်ပြီးတော့ ဂျပန်မှာကအစားတောင်းတဲ့ပတ်တိုင်လည်းအရန်စီကန်တင်ကျက်လွန်းနေဗျာဥပမာစားတောင်းကုန်တစ်ခုကတနေ့ကို၈နာရီအထိပဲကြာရှိခံပြီးရောင်းလို့ရမယ်ဆိုရင်၈နာရီနဲ့တမိနစ်လေးပဲစွန်းသွိုင်းတော့မှအပြစ်စီကခမားဝယ်လို့မရသလိုသူတို့ကလည်းမရောင်းတော့ဘူးအပြစ်စီကိုတင်းစီပြီးလွန်ပစ်တယ်နောက်ထပ်လည်းဘဟုတရားဆရာမယ့်အကြောင်းအရာတွေကိုကျွန်တော်ဝေမျှပြီးတော့မှမို့လို့ကျွန်တော်ကို like and follow လေးနဲ့ဝန်းရံပေးပါအောင်လို့ကျွန်တော်တောင်းဆိုပေးရစီအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်